ရပါပြီဦးစင်အခုဦးစင်လည်းမတိုက်ချင်သေးပါဘူးအခုအချိန်အရေးကြီးတာကအမျိုးပါလာသာသနာအတွက်ဒီရန်ကုန်ကလာတဲ့ကလားကောင်ကိုကျုပ်တို့လည်းအပ်ဖို့ပဲဒီမှာကဒါချမ်းသာရထိုးကိုအရဲกว่าဒီမှာရှိနေတာကျုပ်တို့အရက်သူရက်သားတွေကြီးပဲကျုပ်ကလည်းဒီချမ်းသာရចောင်းတာပဲဝဲ့အမီကဥပညာတဲ့လွှော်ဝိုင်းဆရာကြီးဥဒန်းဆိုတာကျုပ်တို့အရက်သားမလို့ကျုပ်တို့စောင့်ရှောက်အောင်ပါပဲသူ့အိမ်လာတဲ့ဧည့်တွေကကျုပ်တို့ဧည့်တွေပဲသူလည်းမဟုတ်တာလုံးမဲ့ဧည့်တွေကိုလက်ခံမဲ့ဒီမျိုးမဟုတ်ဘူး တကားတော့နိုင်ငံရေးတွေပါလေကျုပ်တို့ကတိတ်နာမလဲပါဘူးအခုဒီတကားကြီးတွေရှင်းပြပြီးပြီအသက်14 15နှစ်ရွယ်ကလေးတယောက်ပါတဲ့ဒီတော့ကောလာဟာလာတွေကြောင့်ဖြစ်တဲ့အပြစ်မရှိဧည့်သည်တွေကဒုက္ခရောက်မဲ့အရေးကိုတော့ဦးစင်းတို့ကကာကွယ်ပေးရမှာပဲဝိုင်းအောင်ကြည့်နေတော့ချမ်းသာရထုံကုန်ရက်ကွက်ခံများနဲ့ပလိုင်းရက်ကွက်ခံများတွေကထောက်ခံတော့အတန်များထွက်လာပါလေပေါ့ကျော်ကြီးကမေယိုကြီးများထောင်ထလာတဲ့အထိအံကိုချိန်လိုက်ပြီးဟာဒီဖုန်းကြီးတော့နားမလဲပါမလဲနဲ့သူရဲကောင်းလာလို့နေတဲ့သေတော့မှာပဲ ဦးစင်းလေးကပြောလိုက်ပြီးတင်းပိုင်ရဲထဲမှာထိုးထားတဲ့ဓမြောင်ကိုဆက်ခနဲထုတ်ခါပေါ့ကျော်ကြီးရဲ့ခြေထောက်ရှိမြေပြင်ကိုပေါက်ထလိုက်ပါလေပေါ့ကျော်ကြီးကခြေတစ်ဖက်ကိုမြောက်ပြီးနောက်ကိုခုံဆုပ်လိုက်ပါလေဓမြောင်ကမြေကြီးမှာဒုက္ခနဲ့စိုက်ဝင်သွားပါလေ